ရင်ဝင်းဝေးဆက်ကောင်းမိရထားဖြစ်ကလုံးရွှေညောင်ရထားလမ်းပိုင်းခရီးစဉ်တည့်ပြေးဆွဲမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကလောရွှေညောင်ရထားလမ်းပိုင်းမှာပြေးဆွဲမဲ့မိရထားခရီးစဉ်တစ်ကိုကြောင်မီးသွေးသုံးရှေးဟောင်းရှင်တွင်ငွေစကောင်းအသုံးပြုသွားမယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရပါထင်ဒီလိုပြေးဆွဲနိုင်ဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းကလောဘူသားရှိ ရှင်တွင်ငွေစကောင်းတို့ရှေးဟောင်းမိရထားကိုအသွင်းပိုင်းတန်ရှင်းရေးပြုလုပ်ခြင်းနဲ့မိရထားအမြင်တင့်တဲ့စေဖို့စေတုပ်သားတွေပြန်လည်လှုပ်ဆောင်သွားမှာဖြစ်ပြီးအဆိုပါကလောရွှေညောင်လမ်းပိုင်းမှာပြေးဆွဲမဲ့ရှင်တွင်ငွေစ က်ကောင်းကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထုံးဦးကပြီးခဲ့တဲ့မေလ9ရက်ညနေပိုင်းကတွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။မိုင်း90ခန့်ရှိတဲ့ကလုံးရွှေညောင်ရထားလမ်းပိုင်းမှာရထားပြေးဆွဲချိန်3နာရီခန့်ကြာမြင့်မှဖြစ်ပြီးရထားပြေးဆွဲဖို့ခရီးစဉ်တစ်ချောင်းကိုချောင်းမီသွေးတန်ချိန်3တန်ခွဲ ကုန်ကြမယ်လို့လည်းသိရပါသေးရှင်။